ုဒ္ဓသာသနာသိတယ်တိတ္တုတတ္တမောဘုဒ္ဓသာသနာသိတယ်တိတ္တုတတ္တမောဘုဒ္ဓသာသနာသိတယ်တိတ္တုတတ္တမောလေးစားရပါတော့ဒါနပိရတဓမ္မပိရတ ုသိုလ်ကောင်းမှုမြတ်မှတ်လို့နဲ့ဝိပျော်ကြတယ်။တရားချစ်ခင်သူတော်စင်ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့ခင်ဒီနေ့ချင်းခါသမယမြတ်လှစွာသော မင်္ဂလာအခါကာလကြီးမှာတရမတဝနာအတိတုံလိုပါဆိုတဲ့နာယာခဲလှတဲ့မြတ်ဓမ္မတို့ကို နာယူမှတ်သားခွင့်ရတဲ့မင်္ဂလာအခါသမယကြီးဖြစ်ပါတယ်။ဒါကြောင့်တရိသမဇင်ညံမှာရှင်လို့ သာသနာတော်ကြီးနဲ့ဤကဲ့သို့ကြုံတွေ့ရတဲ့အခါကာလလေးမှာနာရခဲလာတဲ့မြတ်တမတို့ကိုနာယူမှတ်သားကြလို့မိမိရဲ့ဘဝအလှဝင်နှလုံးသားမှာအလှဆင်နိုင်ကြစေဖို့အတွက်လေးလေးစားစားဂရုကာရဝတက္ကစတရားများနဲ့တရားများကြွရောက်ဖို့ရဖိတ်ကြားအပ်ပါတယ်တရားချစ်ခင်သူတော်စင် လေးစားရပါသည်တရားချစ်ခင်သူတော်စင်ဓမ္မတန်ဘောကဓမ္မမိတ်ဆွေပေါင်းသူတော်ပေါင်းလို့ခင်ဗျာဒီနေ့လောကမှာဆင်းရဲသားကတရားစကားပြောလာရင်ပတ်ဝန်းကျင်ကလူနေခြုံပြစိတ်နေပုံပြဆိုပြီးကဲ့ရဲ့တတ်ကြတယ်အဲ့ဒီလူနေခြုံပြစိတ်နေပုံပြလူကပတ်ဝန်းကျင်ကိုဒုက္ခမပေးပါဘူးလူနေပုံပြ စိတ်နေခြုံရှားသမားတွေကပတ်ဝန်းကျင်ကိုအကြီးအကျယ်ဒုက္ခပေးတတ်ပါလေ။ဒါကြောင့်လူနေခြုံရှားစိတ်နေပုံပြားဒီလူလူစားကိုသာဓုသာဓုသာဓုလို့ခေါ်လိုက်ပါ။လူနေပုံပြားစိတ်နေခြုံရှားသမားကိုအာမကိုးပါနဲ့။ကြားစိုးထက်ဆိုးတယ်ဆိုတာမှတ်ထားပြီးအတိတ်တရားနဲ့တတိထားကရှောင်ရှားပါ။ သူ့မှာမကောင်းတာလုပ်ဖို့အတွက်စွန့်ရည်အပြည့်အစုံရှိနေပါလေတရားချစ်ခင်သူတော်စင်ဒါကြောင့်ဒီကနေ့ချင်းခါသမယကံသမားနဲ့ညံသမားတို့ရဲ့ဘဝနှိုင်းရှင်ပြရရင်ကာမတက္ကရာညံလောက်နဲ့တန်တရားလမ်းလျှောက်နေတယ်တုဂတိခုနှစ်ဌာနအမှန်ရောက်ပြီမေစခန်းမဆုံးလမ်းမဆုံးလို့ခန္ဓာငါးပါးရပြီးအိုနာတိနဲ့နဗန်းလုံးနေရဥပမာပါတရားချစ်ခင်သူတော်စင် တစ္ဆာအနုလောမညာမှတဆင့်ပုထုဇဉ်အတိဘာမှမရှိတော့တဲ့ကုတ္တရပူညာပေါက်အောင်ဘဝတန်တရားမှာညာလန်းကလျှောက်တတ်ရင်တန်တရားခီးဆုံးမယ်နိဗ္ဗာန်နဲ့အနည်းဆုံးခီးကိုရောက်နေပြီဖြစ်ပါလေတရားချစ်ခင်ပြုတော်စဉ်ဒါကြောင့်တန်တရားခီးကိုကံသမားကပတ်လန်းကလျှောက်တယ်ညံသမားကတော့ဖြက်လန်းကရောက်ပါလေတရားချစ်ခင်သူတော်စဉ်ဤတို့ဤနေ တံဝေကအဖျားဖျားရစေရပြဖြစ်တယ်တဒနတံပရာနီးအဖျားဖျားနဲ့အများတသိန်းကိုတရားအလင်းပြမယ်မန္တလမာလဓမ္မသွေတို့နှလုံးသားကိုအလှဆင်ဖို့တရားနာကြွရောက်ပါမည်အကြောင်းလေးလေးစားစားကာရဝတရားနဲ့ဖိတ်ကြားအပ်ပါတယ်တရားချစ်ခင်ကျူတော်စဉ်ဒီကနေ့လောကကြီးဟာအသွင်သဏ္ဍာန်တွေတိုးတက်ပြီးအမြင့်မှန်တွေကျွပြနေတဲ့ လောကကြီးကလောဘကြီးအောင်လုပ်နေပါလေလောဘကြီးရင်ဘုရားရှင်ကလောဘောစဝိနာတမူလံနဲ့ပြည့်စည်ရခြင်းရဲ့မူလအကြောင်းရင်းတရားခါဟာလောဘပဲလို့ဘုရားဟောပါလေဒီလောဘကြောင့်သီလပြစ်တယ်ဒီလောဘကြောင့်ဒီယာဒီတွေပြည့်ရတယ်ဒီလောဘကြောင့်ဒီလောကပြည့်ရတာပါဒါကြောင့်ဒီကနေ့အများပြောနေတဲ့ ကဘာကြီးပူနွေးလာရတဲ့အကြောင်းကိုမဆရာရှာကြံကကြည့်ရင်တဒနာတံပရာအသိမြင်ကတော့လောဘဒေါသမောဟတရားတွေစုပွက်ကမူဆိုးလာလို့ကဘာကြီးကလည်းမူပြက်ကအပူကိုယ်တွေထွက်လာရခြင်းမှာတရားချစ်ခင်သူတော်ခြင်းအဲ့ဒါတရားခံဘသူလဲဆိုတော့လောဘပါပဲအဲ့ဒီလောဘတရားဟာပြိမ့်မိဖို့ခက်တယ်လို့လောကသားများကလည်း အစိမ့်မိလို့အသက်တူနေကြပါလေတနာစရာကောင်းလာတဲ့လောကသားတွေဟာမောဟဆိုတဲ့တရားကြောင့်မကောင်းတာကို အကောင်းထင် ကောင်းတာကိုတော့မကောင်းထင်ပုထုဇဉ်အမြင်တွေဟာဒီကနေ့စားဝတ်နေရေးအတွက်နေမအားညာမအားလှုပ်ရှားနေရတယ်အလုတ်တွေကနေမအားညာမအား စားနေရတာကအစိတ်တွေသာများပါလေ။တွားနေကြတာကအဟိတ်ပြေကိုပါ။ဒါကြောင့်ဒီနေ့ပုထုဇဉ်သဘာဝအယောင်အဆင်းရှိတဲ့အစားအစာကိုဓာတုပစ္စည်းများနဲ့အယောင်ချွတ်ကစားနေကြတာကအစိတ်ကိုစားနေခြင်းပါပဲ။အယောင်မရှိတဲ့အစားအစာကိုအယောင်ဆိုးပြီးစားတာကလည်းပဲအစိတ်ဖြစ်အောင်အစိတ်တွေကိုစားနေကြတာပါ။ဒါကြောင့် တရားနဲ့ချွတ်လဲအများပဲဇွဆွဲနေတာကြောင့်အကြောင်းမမှန်လို့အကျိုးမမှန်တယ်လို့ပိုဖလန်လိုမိကိုတူကိုကျိုးနေမှုအကြောင်းဖန်တဲ့တရားခံကတော့ဘောဟာဆိုတဲ့အဝိဇ္ဇာပါပဲတရားချစ်ခင်သူတော်စင်ဒါကြောင့်ဒီနေ့ချိန်ခါကာလတနာစရာကောင်းလာတဲ့ပုထုရှင်ဘဝဤကဲ့သို့အဝိဇ္ဇာတရားမောဟတရားတွေကြီးမားလာရခြင်းဘာကြောင့်လဲလို့ဆိုရင်ဖြင့်ပောက်ပင်ဘာကြောင့်ကဲရလဲ ပေါက်ပင်ကိုင်းတာဂျိုင်းနာလို့ပါဂျိုင်းနာဘာလို့နားရလဲငါပေါ်လို့နားတာပါငါဘာလို့ပေါ်တာလဲကျွဲလူးလို့ပေါ်တာပါကျွဲကဘာကြောင့်လူးတာလဲဖြုတ်ကိုက်လို့လူးရတာပါဖြုတ်ကဘာလို့ကိုက်တာလဲမိုးရွာလို့ပါမိုးကဘာလို့ရွာတာလဲဖားအော်တာကြားလို့မိုးရွာတာပါဖားကဘာလို့အော်တာလဲငွေကိုက်လို့ဖားအော်ရတာပါငွေကဘာလို့ကိုက်တာလဲ အစာစားလို့မွေးကကက်ရခြင်းပါအစာကဘာလို့စားတာလဲခန္ဓာရှိလို့အစာစားတာပါအဲ့ဒီခန္ဓာကဘာလို့ရှိတာလဲသမှုရိယသစ္စာကြောင့်ပါအဲ့ဒီသမှုရိယသစ္စာဘာလို့ဖြစ်တာလဲအဝိဇ္ဇာနဲ့တဏှာမူလနှဖျားကြောင့်ပါအဲ့ဒီမူလနှဖျားအကြောင်းမြင်တိုင်းပောက်ပင်ကိုင်းတာဟာတကယ်တော့ကံမျက်စိကကြည့်ရင်ဒိုင်းနာလို့ကိုင်းတာလို့ဖြစ်ပါလေ ညာမျက်စိကကြည့်မယ်ဆိုရင်ဖြင့်ပောက်ပင်ကိုင်းတာအဝိဇ္ဇာနဲ့တဏှာကြောင့်ပါလို့မြင်ပါလေဒါကြောင့်ကံမြညာမြင်ဒွါရနိတိတရှိကြစေဖို့ဒီကနေ့မန္တလမာလဓမ္မတပင်မှာသာသနာစံပြထေရှင်ကတရားမိမောင်းထုတ်ပြမယ်ဓမ္မတပင်တို့အလုံးသားကိုအလှဆင်ဖို့တရားနာကြွရောက်ပါမည်အကြောင်းလီလီစားစားကားတော်တရားများ ဖိကြအပ်ပါတယ်တရားချစ်ခင်သူတော်စဉ် ရွေ့တွေပါကာရဝတရားထော်ရ